ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တက်ဆက်ပေးမှာကတော့ Meta က Scale AI မှာဒေါ်လာ15ဘီလီယံယင်းနှိမ့်မြှုပ်နှံပြီးတော့လူငယ်ပညာရှင် Alexander Wang ကိုပါခေါ်ယူရဲဆွဲတဲ့တင်မဲ့ဖြစ်ပါတယ် Meta Company ကဒေတာတွေကိုမှတ်သားပေးတဲ့လုပ်ငန်းတွေကိုအတိအကလုပ်တဲ့ Scale AI Company မှာ American Dollar 15 Billion ရင်းနှီးမြှုပ်နှံလိုက်ပါပြီ။ဒါ့အပြင် Scale AI ကိုပူးတွဲတည်ထောင်သူနဲ့ CEO ဖြစ်တဲ့ Alexander Wang ကိုပါ Meta မှာအလုပ်ခန့်လိုက်တယ်လို့လည်းသိရပါဗျ။ဒီသဘောတူညီချက်တွေကြောင့် Scale AI ရဲ့တက်ဖို့ကဒေါ်လာ29 Billion အထိနှစ်ဆတက်သွားပါဗျ။ Meta ကတော့ Company ရဲ့ Share 49%ကိုပိုင်ဆိုင်ပါပါ။အသက်28နှစ်ပဲရှိသေးတဲ့ Wang က မက်တာရဲ့ AI ဒီပညာတွေမှာဝင်ရောက်လှုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။သူ့ရဲ့ CEO နေရာကိုတော့ Uber Eats ကိုစတင်တည်ထောင်ခဲ့တဲ့ Jason Trotz ကကြားဖြတ်တာဝန်ယူသွားမှာဖြစ်တယ်လို့လည်းပြောပါတယ်။ဒီရင်းနှီးမြှုပ်နှံမှုကတော့မက်တာရဲ့ CEO ဖြစ်သူ Mark Zuckerberg ရဲ့နောက်ဆုံးခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။ AI နဲ့ပဲမှာထိတ်တဲ့အရေးချင်းရှိသူတွေကိုစုစည်းပြီးတော့ပြိုင်ဘက်တွေထက်တအားအောင်လုပ်ဖို့သူကစူးစမ်းနေတာပါ။ နေပြည်တော်ကုမ္ပဏီကြီးတွေက startup တွေမှာယင်းနှိမ့်မြုံနှံပြီးတော့ဝန်ထမ်းခေါ်ယူတဲ့သဘောတူညီချက်တွေထဲမှာဒါကအကြီးဆုံးတစ်ခုလည်းဖြစ်တယ်လို့ဆိုပါတယ်။ Scale AI ရဲ့အဓိကလုပ်ငန်းတွေကတော့ AI model တွေကိုလေ့ကျင့်ပေးဖို့အတွက်ပုံတွေနဲ့စာသားတွေကိုတိတိကျကျမှတ်သားပေးထားတာပဲဖြစ်ပါတယ်။ဒီယင်းနှိမ့်မြုံနှံမှုက AI model တွေအတွက်အရေးသွေးမြင့်တဲ့ data တွေဘလောက်အရေးပါလဲဆိုတာကိုပြသနေတာပါ။ အလန်ဆန်နာဝမ်ဟာ data တွေကိုမှတ်သားပေးတဲ့လုပ်ငန်းဖြစ်တဲ့ Scale AI Company ကိုပူးတွဲတည်ထောင်ခဲ့သူဖြစ်ပြီး CEO ဖြစ်လဲတာဝန်ယူခဲ့သူပါပဲ။သူကအသက်28နှစ်ပဲရှိပါသေးတယ်။ Meta ရဲ့ AI နေပြကြတွေမှာပါဝင်လှုပ်ဆောင်မှုအတွက် Meta Company ကသူ့ကိုအလုပ်ခန့်ခဲ့တာပဲဖြစ်ပါတယ်။ Meta မှာတာဝန်ထမ်းဆောင်နေတုန်းကလည်းသူဟာ Scale AI Company ရဲ့ Data Bot အဖွဲ့ဝင်ဖြစ်လဲဆက်ရှိနေမှာပါ။ Open AI ရဲ့ Sir Amalo နေပညာကြီးတွေနဲ့ခိုင်မာတဲ့ဆက်ဆံရေးတည်ထောင်ထားနိုင်သူတယောက်ဖြစ်လဲလူသိများပါဗျ။ အလက်ဆန်နာဝမ်ဟာအမေရိကန်ပြည်ထောင်စုရဲ့ထိပ်တန်းသက္ကတိုလ်တစ်ခုဖြစ်တဲ့ Massachusetts Institute of Technology MIT မှာပညာသင်ကြားခဲ့တာပါသူက MIT မှာကွန်ပျူတာတိပ်ပန်းကွန်ပျူတာစာရွက်နဲ့ Machine Learning ဘာသာရပ်တွေကိုအဓိကလေ့လာခဲ့ပါတယ်ဒါပေမဲ့သက္ကတိုလ်မှာပထမနှစ်ပြီးတဲ့နောက်အသက်16နှစ်အရွယ်မှာပဲ Scale AI Company ကိုတည်ထောင်ဖို့အတွက်သက္ကတိုလ်ကနေထွက်လာခဲ့တာပဲဖြစ်ပါတယ်ကြောင်းမပြီးခင်မှာပဲနေပညာလောကထဲကိုဝင်ရောက်ပြီးတော့လက်တွေ့လုပ်ငန်းပေါ်ပို့ပြီးတော့အာရုံစိုက်ခဲ့တာပါပဲ သူရဲ့မိဘတွေကတော့ Los Alamos အမျိုးသားတပ်ခွဲခန့်မှာအလုပ်လုပ်ခဲ့တဲ့ယူဘဗေဒပညာရှင်တွေပဲဖြစ်ကြပါဗျ။သူကငယ်စဉ်ကတည်းကသင်ချာနဲ့ကွန်ပျူတာပရိုဂရမ်ရေးခြင်းကိုအလွန်စိတ်ဝင်စားခဲ့သူတယောက်လို့လည်းသိရတာပဲဖြစ်ပါရဲ့ရှင်။ကျမတို့ရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။